55ကနဲ့အမှုဖွင့်ထားပြီးတော့ထောင်ထဲကလွေလို့ပြည်တွင်းပြည်နေရာမှာနေလို့မရအောင်လုပ်ထားပြီးမဲ့ဒီကြောရတဲ့နီးနဲ့ခုမြန်မာပြည်အစွန်ဖြားလေးမှာရတဲ့လောက်ပုတ်ကပ်ပြီးတော့တက်လာဘာဖြစ်လို့ပြန်ကျင်လာလဲဆိုတော့ဒီဘက်မှာနေရတာနဲ့တိုးထဲမှာနေရတာကမတူဘူးနေပြီ။အဲဟိုစိတ်ခံစားချက်အရာလည်းမတူပါဘူး။ဒါကကျွန်တော်တို့နော်အမှုရင်ကလေးကနော်ဟိုနိုင်ငံသားဆိုတာဒီနိုင်ငံသွားပြီးတော့အခြေချချနော် ပြည်ပြည်စုံစုံနဲ့ဟိုကောင်းကောင်းမွန်မွန်နဲ့ချီချလို့ရတယ်အဲ့ချိန်ကြီးမှာတကယ်ကကျွန်တော်တို့ပဲတုံးကမှဟိုခြားနိုင်ငံမှာတွားပြီးတော့နေဖို့ချီချဖို့ဆိုတာမစင်စားဘူးလုံးဝအခုလေအဲသူများနိုင်ငံမှာနေရတာဟိုမပြောပြန်လာဖို့ဆိုတာကအဲတော်တဲ့မှာကြီးပဲတော့နေမှာတော့ပုံပြန်လာမယ်ကိုကျော်ကူတိုင်းနော်ဟိုလာပြီးတော့ဟိုကိုကျော်ရေဘော်တွေကိုလာပြီးဟိုနေလို့ရတော့လောက်ပေါ့နော်လာနေမယ်နေပြီးရင်ဒီဘက်ပြန်လာမှာပေါ့ကျွန်တော်တို့မြန်မာနိုင်ငံကို အတင်းတမဓာမိုးပြီးတော့တနက်ပြအာနာသိမ့်ထားတဲ့ဖက်စစ်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့သူ့ရဲ့မိစ္ဆာဝင်ရိုးစွန်းနိုင်ငံချင်းချင်းမတူတော်ချင်းချင်းသတင်းလွှဲလွှဲပေါင်းဖက်ပြီးတော့ရုရှားမော်စကိုမှာဒီမိစ္ဆာအချင်းချင်းလေပင်ဖက်ကြတဲ့ပြီးတဲ့နောက်အခုဆိုရင်နောက်ထပ်မိစ္ဆာဝင်ရိုးစွန်းနိုင်ငံတစ်ခုဖြစ်တဲ့ဘယ်လာရုစီဆက်လက်သွားတာသွားရောက်တဲ့သတင်းပါပဲသွားရောက်တော့အခုကြည့်လိုက်ပါကဘာကြီးမှာရင်းကျက်နိုင်ငံတွေနဲ့အများစုက မရင်မကြီးနဲ့နိုင်ငံနိုင်ငံတကာကိုယဉ်လေးနေစေအောင်မိစ္ဆာအယူဝါဒရှိတဲ့အုပ်စုတွေကိုတတ်မှတ်ပြီးခွဲခြားဆက်ဆံလေးရှိတဲ့အထက်မှာရုရှားဘယ်လာရုစ်မြောက်ကိုရီးယားအခုဆိုရင်တရုတ်ကွန်မြူနစ်ပေါ့စတဲ့နိုင်ငံတွေဟာကမ္ဘာကြီးမှာကောင်းသတင်းနဲ့ကြော်ကြတဲ့နိုင်ငံတွေမဟုတ်ပါဘူးအဲ့တော့မတူတော်ချင်းချင်းသတင်းလွေ့လွေ့ဖက်စစ်အကြမ်းဖက်မင်းအွန်လိုင်းကိုမိစ္ဆာဝေဝရန်ဖက်စစ်ထောက်ခံသူတွေကဒါအပိနှုတ်ဆက်တာဟာ ဘာဝလို့ဆိုပေမဲ့ကဘာကြီးအတွက်တော့ယင်လေးပွဲဖြစ်ပါလေဒီကိတမနဲ့ပဲတက်လာတဲ့ပြင်သစ်နိုင်ငံ Paris မြို့ကမြို့သမီးယာပေါင်းများစွာအပေါ်ပိုင်းဗလာနဲ့ချီတက်ပြီးဆန္ဒပြကြတဲ့ Women's Day မှာပေါ့သူတို့ကြွေးကြော်ကင်ဆောင်လာတဲ့ site book ကိုတတိယကြည့်မိပါလေကဘာကြီးမှာတကြောပြန်ခေါင်းထောင်လာတဲ့ passive ward ကိုမြို့သမီးဒူကြီးတွေသူတို့ဖြစ် passive ရဲ့ဒဏ်ကို passive စနစ်ဆိုးရဲ့ဒဏ်ကိုအပြင်းထန်ခံခဲ့ရဘူးတဲ့ပြင်သစ်သူမျိုးသမီးတွေဟာ ကဘာတိတိအောင်ကျွေးကြော်ပြီးတော့ဆန္ဒထုတ်ပေါ်ကြတာဖြစ်ပါတယ်ဆိုတော့တို့အပေါ်ပိုင်းဗလာကတော့သူ့ရဲ့ဥရောပဂျလိမို့ကျွန်တော်တို့အပြစ်မဆိုဘူးလူလူစိတ်ဝင်စားအောင်လဲဆွဲဆောင်တာမျိုးဖြစ်နိုင်တယ်လို့သူတို့ရဲ့ right ဆိုတဲ့ခွင့်ရူးလည်းပြသတာဖြစ်မှာပေါ့ကျွန်တော်ထည့်သွင်းမပြောတော့ပါဆိုလိုချင်တာကကောင်းတကြော့ပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကြောင့်ကျွန်တော်တို့ကဘာကြီးอ่ะအခုဆိုရင်ပူဝင်မှုတွေဖြစ်လာပါတယ်အခုဆိုရင်ဂျာမနီနိုင်ငံ ီဟစ်တလာလက်ထက်မှာကမ္ဘာမှာအင်အားကြီးဆုံးသဘောဖြစ်ခဲ့တဲ့ဂျာမနီနိုင်ငံဆိုရင်အခုဥရောပမှာအကြီးမားဆုံးစစ်တပ်တစ်ခုဖြစ်အောင်ပြန်လည်ဖွဲ့စည်းတစောက်မယ်လို့ကြေညာချက်ထုတ်ပြန်ပြီးတဲ့နောက်ပိုလန်နိုင်ငံဆိုရင်လည်းပဲအခုနိုင်ငံသူနိုင်ငံသားယောက်ျားအမျိုးသားအားလုံးစစ်မှုထမ်းရမယ်အခြေအနေအပြင်အကြီးဆုံးတက်အင်အားတွေတိစောက်ဖို့နောက်နျူကလ িয়ার လက်နက်ကိုပိုင်ဆိုင်ဖို့စ조사လာတဲ့အနေအထားတွေတွေ့ရပါလိမ့်မယ်ဒါဟာကမ္ဘာကြီးအတွက်မကောင်းတဲ့လက္ခဏာတွေပါပဲအဲ့တော့ကျွန်တော်တို့ကမ္ဘာသူကမ္ဘာသားအတူအသက်ရှင်နေကြတဲ့လူသားတွေအနေနဲ့ ကဘာကြီးရဲ့အနာဂတ်ကိုမကောင်းအောင်လူသားတွေရဲ့စိတ်ထဲမှာဝီရောဒီဖြစ်ပြီးပူဝင်တော့ကတွေဖြစ်လာအောင်ဆေးဆော်လာတဲ့အကြောင်းအရာအရင်ခံကတော့ဖက်စစ်အကြမ်းဖက်ဝါဒခေါင်းပြန်ထောင်လာခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဟာကဘာကြီးကြည့်ပြီးတော့မြန်မာပြည်တစ်ခုထဲမှာတင်ဖက်စစ်ဝါဒစနစ်ကိုတက်ရောက်စူးကြိုးခံစားနေရတာမဟုတ်ဘူး။အခုဆိုကဘာကြီးမှာပါဖက်စစ်ဝါဒနှစ်ပေါင်း80ကျော်အကြာမှာပြန်ထောင်လာတဲ့ဖက်စစ်ဝါဒကိုကဘာကြီးကပါစွန့်ရင်လာတဲ့အနေအထားဖြစ်ပါတယ်။အဲ့တော့ဘယ်လာရုစ်ကိုမြောက်လိုက်သွားတယ်ဖက်စစ်ဝါဒဆိုရှယ်လစ်အစွန်းရောက် ဝါရကိုကျင်သုံးလို့လူချင်းချင်းပေါင်းတင်ပြီးတော့ကျွန်တော်တို့မြန်မာနိုင်ငံကိုမြောက်ကိုရီးယားကဲ့သို့တန်ကွန်ချအထက်ထပ်အုပ်ပြီးတော့ပြည်သူတွေကိုရက်ဆက်စွာဖိနှိပ်အုပ်ချုပ်ပြီးသူတို့ဝင်ရိုးစွန်းမိစာအုပ်စုတွေအာဏာတကိုထက်မြက်ဖို့အတွက်ကြိုးစားလာတဲ့ခွင်လန်းတာဖြစ်ပါတယ်။ဒါပေမဲ့ကျွန်တော်ပြည်သူအားလုံးဟာ၄နှစ်ကျော်ကြာလာတဲ့အထိမစုပ်မလွတ်လုံးဝလက်မလျှော့ပဲဖက်စစ်အကြမ်းဖက်စနစ်အာဏာရှင်စနစ်ကိုမြမမီကအပြည်တိုင်ကွယ်ပြောင်းနိုင်ဖို့ကျွန်တော်တို့တိုင်းပြည်သားတော်တော်လိုင်းရေးပက်တာအမှန်တရားနဲ့ဓမ္မကို တက်ဝင်ယုံကြည်ကြသူအားလုံးဟာခိုင်မာတဲ့ဇွဲတတိနဲ့တော်လန်တိုက်ပွဲဝင်နေကြပါတယ်ကျွန်တော်တို့ဒီလမ်းမှာတပားအခြားရွေးချယ်ကြမရှိဘူးလို့ရှောင်းလန်းခဲ့ကြပြီးဖောက်လန်းခဲ့ကြပြီးမို့လို့ရှစ်ဆက်သွားရုံမှာတပားအခြားမရှိပါဘူးအဲတော့ကျွန်တော်တို့အားလုံးဆက်လက်ကြိုးပမ်းကြပါလိမ့်မယ်အဲတော့မင်းအောင်လိုင်းသူ့ဘက်ကဘလောက်ပဲနောက်ခံမိတ်ဆာဝင်ရုံးတွန်းနိုင်ငံတကာထောက်ပံ့သည်ဖြစ်စေပြည်သူမပါရင်ပြည်သူမပါရင်ဘယ်စစ်မှမနိုင်ဘူးလို့ကမ္ဘာသမိုင်းဖျားဖျားစစ်သမိုင်းဖျားဖျားကလက်တွေ့ပြသခဲ့ပြီးဖြစ်လို့ ပြည်သူကိုရန်သူလိုသဘောထားပြီးအာနာရှင်ချင်းချင်းနောက်ခံပေးတဲ့နိုင်ငံသားအာကိုနဲ့မိစ္ဆာဝင်ယူတဲ့နိုင်ငံကြီးအာကိုနဲ့ကျွန်တော်တို့တိုက်ပြီးကိုဆက်ပြီးတော့မင်းမှုစိုးမိုးခြင်းနဲ့မင်းအောင်လိုင်းရဲ့လွဲ့ဟာတစ်ချိန်မို့တစ်ချိန်မှာတော့ပြက်ပြုံးချိနဲ့ရှုံ့နှိမ်မှာငုတ်ချပါပဲ။အဲဒါကြောင့်ပြည်သူအားလုံးကိုကျွန်တော်အနေနဲ့နော်စိတ်ခွန်အားပေးခြင်းပါတယ်။ဘလောက်ပဲစိတ်ပြည့်စရာအကြောင်းအရာတွေကြုံလာပြီးဖြစ်စီကျွန်တော်တို့အားလုံးဟာကံကြမ္မာကံက မျက်နှာသာပေးလာမဲ့နေ့တနေ့မကြခင်ရောက်မှဖြစ်တယ်ဆိုတော့ယုံကြည်ခြင်းနဲ့အမှန်တရားအတိုင်းကိုပဲရေးရရင်းရင်ဖြောက်ဖြောက်မတ်မတ်ဆက်လျှောက်ကြဖို့ပြောပါတယ်အဲ့တော့မြမနိုင်ငံရေးနဲ့ပတ်သက်လို့အိန္ဒိယနိုင်ငံကြီးဘက်ကတုံ့ပြန်လာတဲ့အချို့အချက်လက်တွေကိုကျွန်တော်တို့ကြည့်ကြအောင်အခုဆိုရှင်အိန္ဒိယထိုင်းနိုင်ငံက Texan Shinawatra ဟာတကယ်တော့သူ့ရဲ့စစ်တပ်ကိုသူမောင်းပိုင်စီးကပိုက်ဆောင်နဲ့ထည့်ပြီးသူ့ရဲ့နူးညံ့သောအာဏာရှင်ဝါဒကိုဆက်လက်အသက်သွင်းဖို့သူတကုတ်ချက်ကဲစူးစမ်းနေရတဲ့အချိန်ပုတ်တက်မှုများစွာနဲ့လက်ရှိ Texan ရဲ့ တမီးပါဝင်တာဖနူမောင်ပိုင်စီရတဲ့ထိုင်းဆိုးရရဲ့ရည်ကြီးဟာလည်းပဲအချိန်မြွေးရိုင်နဲ့ပြိုလဲသွားနိုင်တဲ့အနေအထားပါ။ဒါကြောင့်မို့သူတို့ရဲ့အာနာခြေတော့ကိုဆက်လက်ထောက်လန်းနိုင်ဖို့အာနာရှင်ချင်းချင်းပလင်းတူဘူးဆိုမင်းအွန်လိုင်းဖက်စစ်အုပ်စုကိုတစ်ဖက်ကတွယ်ဝိုက်ပံပိုးပြီးသူ့ကိုငါကူညီငါ့ကိုတူညီကြည့်နဲ့ထိုင်းဆိုးရလည်းပဲကျွန်တော်တို့မြမအာနာရှင်စနစ်ကိုပံပိုးရတစ်စိတ်တစ်ပိုင်းတာဝန်ရှိသူဖြစ်တက်ရောက်နေပြီဖြစ်ပါတယ်။ဒီချိန်မှာ ချင်းလန်းကထွက်ပေါ်လာတဲ့တရင်ကိုကျွန်တော်တို့နားဆွင့်ပြီးတော့ဒါဘာကြောင့်ဖြစ်နိုင်တယ်လဲဘလို့ဒီဖြစ်နိုင်တယ်လဲဆိုတာလဲကျွန်တော်တို့စဉ်းစားကြပါလိမ့်မယ်အခုဆိုရင်ချင်းတောင်ဒေသမှာဖက်စစ်ဂျမ်ဘက်တပ်တွေအာလုံးမီပါဆုတ်ခွာသွားတဲ့အချိန်မစ္စရန်ပြည်နယ်ဝန်ကြီးချုပ်ကဒီချင်းတောင်ဒေသကိုသူတို့ရဲ့အိန္ဒိယပိုင်းအိန္ဒိယပြည်နယ်တစ်ခုဖြစ်ပေါ်ပေါ်မှုကမ်းလန်းနေဆိုတဲ့တရင်ကျွန်တော်တို့ဖတ်ပါတယ်ဒါအောင်ကြည်ချင်းအဖြစ်ကျွန်တော်တို့နိုင်ငံရဲ့နေနိမိတ်တွေကိုရတဲ့နည်းလမ်းနဲ့ဖဲ့ယူတိမ့်တွင်းဝါမျိုးဖို့ကြိုးစားနေတဲ့အိန္ဒိယနိုင်ငံတွေရဲ့ စိတ်တဏ္ဍာကိုကျွန်တော်တို့နှမ်းမြင်ရပြီးကျွန်တော်တို့ပြည်တော်စုကြီးအတွက်စိုးရင်စရာတွေဖြစ်ပါလိမ့်မယ်ကျွန်တော်ပြည်တော်စုဆိုတာတကယ်တော့အင်အားကြီးကမ္ဘာအင်အားကြီးနိုင်ငံနဲ့နိုင်ငံဖြစ်တဲ့တရုတ်နဲ့အိန္ဒိယဂျားထဲမှာနော်လူမျိုးပေါင်းစုံပေါင်းစုနေတဲ့နိုင်ငံငယ်လေးပါဒီနိုင်ငံငယ်လေးကိုမှကိုယ်နိုင်ငံကဖဲထုတ်ခြင်းဒီနိုင်ငံကသိမ့်သွင်းခြင်းဖြစ်နေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်ပြည်သားပြည်တော်စုသားများဟာတညီတညွတ်တစည်းတစ်လုံးနဲ့ရည်မှန်းချက်တစ်ခုတည်းကိုမကြည့်ကြကြပဲတူတူလူငါတင်းဖြစ်ချင်ရဖြစ်ရတဲ့နည်းနဲ့ အမားကိုနောက်မှတန်ရီကယူမယ်လောလောဆယ်ဖြစ်တယ်တမ냐ရတယ်တမ냐အခွင့်ရေးကင်ဆုတ်မယ်နေမြန်မှန်တမ냐ကိုအပိုင်လုတ်မယ်လို့ကြိုးစားလို့တော့ကျွန်တော်တို့အောင်မြင်မှုလမ်းစဝေးမှာဖြစ်ပါတယ်ဒါကလက်ရှိချင်းတောင်ဒေသကိုချင်းပြည်နယ်ကိုအိန္ဒိယဘက်ကကမ်းလှမ်းတာနဲ့ပတ်သက်ပြီးတော့ချင်းပြည်နယ်တောင်ရှိတဲ့မြို့ချစ်ခေါင်းဆောင်တွေကပြည်တော်စုခေါင်းဆောင်တွေကတက်ပြတ်သားသားညှင်းပယ်လိုက်တဲ့ပုံမှာကျေးဇူးတင်ဂုဏ်ပြုရင်းနဲ့ကျွန်တော်ဒီဟာကိုထည့်သွင်းသုံးသပ်ပြီးအိန္ဒိယချင်းနိုင်ငံတွေရဲ့သဘောထားကိုကျွန်တော်တို့ကောင်းစွာသတိထားဖို့နှိုးဆော်ချင်တာဖြစ်ပါတယ် ဆက်ပြီးတော့အခုရပိုင်းဖြစ်ခဲ့တဲ့ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားတွေကပို့တိုက်မှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနေနဲ့အနူးညွတ်လေးလေးစားစားအောက်ကျပြီးတော့မြစ်တာရက်ခံတောင်းပန်ပါရစေ။နွားကွဲရင်ကြားဆွဲတယ်ဆိုတဲ့စကားပုံရှိပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုအချင်းချင်းကြားထဲမှာဒစိတ်ထဲတဝမ်းထဲနဲ့ရီမန်းချက်ပန်းတိုင်တစ်ခုတည်းကိုရောက်ရနေရာကပြည့်ပြည့်စုံစုံမမမမဆက်လက်ချိကပ်ရမယ်။ချိစုပွဲညီညွတ်မှုအင်အားကို ရသမျှတိုးချက်တိဆောက်ပြီးတော့ကဘာကတော့အားကြရတဲ့နွေဦးဒေါ်လာရေးအင်အားစုတွေပါလားကဘာကထင်ထားသလိုပစင်ကလေးအားမဟုတ်ပဲနဲ့အားလုံးစည်းစည်းလုံးလုံးနဲ့ပြည်တော်စုကြီးကိုကာကွယ်နိုင်တဲ့နိုင်စွမ်းရှိတဲ့ပြည်တော်စုကာကွယ်ရေးတပ်တော်တွေအထိဖြစ်အောင်ဂျီမန်တိဆောက်ထားတဲ့လက်နက်ကင်ဒေါ်လာရေးအင်အားစုတွေဖြစ်ပါလားဖက်စစ်မင်းအောင်လိုင်းဖက်စစ်ဝင်ရိုးတန်းဒီနဲ့ချိတ်ဆက်ပြီးတော့ကဘာကြီးကိုသို့မဟုတ်ဒေတာရင်းအာဆီယံရီဂျင်ကိုချိတ်ချောက်နိုင်လောက်တဲ့အထိစိုးသွမ်းတဲ့ဥပဒေမဲ့လုပ်ရက်တွေလှုပ်ဆောင်နေသူမင်းအောင်လိုင်းရဲ့လက်နက်ကင်တပ်ဖွဲ့ကြီးကိုကောင်းစွာဖယ်ရှားပြီးတော့ ူ့ရဲ့နေရာမှာနိုင်ငံတစ်ခုကိုစီမံအုပ်ချုပ်ကာကွယ်နိုင်စွမ်းရှိတဲ့တမတော်ကြီးတည်းရဖြစ်လာအောင်စီးနဲ့ကန်းနဲ့ချီးကပ်နေတဲ့တော်လိုင်းကြီးတပ်ဖွဲ့ဝင်တွေဖြစ်လာပါလားလို့ကျွန်တော်တို့ကပြသကြရမယ့်အချိန်မှာ